မင်္ဂလာပါခင်ဗျာမြမတေးဇလန်းများရှင်တွေကနေကြိုဆိုလိုက်ပါရစေကျွန်တော်ဒီနေ့မှာတော့တာတေးရဲ့ဇလန်းတွေကတပုတ်ဖြစ်တယ်ဖဲသမားအတုပဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါလေခင်ဗျာပရာလောကဇလန်းတွေကိုနေ့စဉ်မပြတ်နားဆင်နိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပေးပါဦးခင်ဗျာကျုပ်ရေးခဲ့တဲ့ကိုတိမဖွဲဝါစာအုပ်ကိုဖတ်ဘူးရေမို့လားကျုပ်ပထမဆုံးရေးတဲ့စာအုပ်လေးဗျာအဲဒီစာအုပ်ထဲမှာ ဖဲသမားစကားဆိုရဲဝတ္ထုတပုတ်ပါတယ်လေမဖက်ရသေးရင်ရှာပြီးတော့ဖက်ကြည့်ဗျာဖဲရှုံတော့အရက်တင်မူပြီးမဖဘွားကိုဆဲဆိုရန်ကလို့မဖဘွားကိုတိုင်ရတ်တက်လိုက်တဲ့ကိုအောင်ရှိလေဗျာကျုံးနေကတရရဲသားတွေဗျာအကိုကြီးတယောက်လိုခင်မင်တဲ့သူပေါ့လေသူဖဲသွားချတော့ကျုပ်ကိုဖော်ခေါ်သွားတယ်ပရမညာမိလောက်ကောင်ရတင်ကြိုင်းမှာဝင်ပြီးတော့မဖဲဝါကိုခါဆွဲချက်တော့ထုတ်ကြွေးပြီးဖဲနိုင်အောင်လုပ်ပေးဖို့ပြောတယ်။နိုင်ရင်အမဲသားကျွေးမယ်လို့ကြိုးရှိမှရင်ကြည်ပေးရအောင်ဗျ။ အဲ့ဒီညနိုင်လိုက်တယ်ဖေဗျာတရုတ်တရေတွေစီမှာပါလာတာမြအကုန်နိုင်တာဗျာရွာပြန်လဲလမ်းမှာကျုပ်ကငွေတို့ကြီးကိုထမ်းလို့ပေါ့ဗျာဒါပေမဲ့ကျုံမွေဆွေကြီးကိုအောင်ရှိကမြို့ကိုအမေသားတော်ဝယ်ခိုင်းတာမရလို့ဆိုပြီးနောက်တနေ့မဖွဲဝါကိုဘာမှမကြည့်ဘူးဗျကျုပ်ကတတိပေးတာတော့ကိုအောင်ရှိကကျုပ်ကိုဆူလိုက်သေးဗျဖဲတိုင်းတာသူ့ဇွမ်းနဲ့သူနိုင်တယ်လို့လို့တော့ပြောသေးတာဗျအဲ့ဒီညဖဲချုံလိုက်တာဗျပါသမျှတက်တကူပြောင်းပါရော ဒီမှာတွင်ကိုအောင်ရှိကအရက်ကိုမိုးအောင်သာပြီးမိလောင်ကုန်တင်ကြိုင်းမှာမဖွေးဝါကိုမူးမူးနဲ့ဆဲဆူတော့တာပေါ့ဗျာကျုပ်အတန်တန်ဒါပဲမင်းမရဘူးဗျသူကကျုပ်ထက်အသက်ကြီးတယ်လေဗျာကျုပ်ကသူ့လက်ပေါ်မှာကြီးခဲ့ရတဲ့ကောင်မို့လားကျုပ်စကားကိုကိုအောင်ရှိကဘေးနာတော်မလို့ဗျာကျုပ်ကိုရှိကသွားနေဆိုပြီးကျုပ်ထွက်လာရင်ရှိသေးတယ်ဗျဘုံဘုံဆိုတဲ့အတန်ကြီးကြားလို့ကျုပ်လက်ကြည့်လိုက်တော့သမင်ဖားလျားနဲ့မဖွေးဝါကြီးကကောင်ရှိရဲ့ဂျိုးကုန်းကို လောက်ဝါးကြီးနဲ့ရိုက်ချလိုက်တာမြင်လိုက်ရတယ်။ကိုအောင်ရှေ့ဒူထောက်ကြသွားပြီးသွေးတွေပုတ်ပွန့်အောင်လာတာပေါ့ဗျာ။ပြီးတော့ရှေ့ကိုထိုးကြပြီးဝလျားမောက်ကြီးတည်သွားတယ်ဗျ။အခုကျုပ်ပြောမှာကကိုအောင်ရှေ့ရဲ့အတုကအကြောင်းဗျ။ဒီအကြောင်းကိုကျုပ်တခါမှမမြင်ဘူးပါဘူးဗျာ။ကိုအောင်ရှေ့ဆုံးတော့ကျုပ်တို့တရားလုံးစိတ်မကောင်းဖြစ်ကြတာပေါ့ဗျာ။ပြေးသွားရပုံကလည်းယူယူတည်တာမဟုတ်ဘူးလေဗျာတကားမှမကြဘူးလေအဖြစ်ဗျာမဖိုးကရက်တက်တာမို့လားဗျာ ျုပ်တို့ရွာသားတွေဆိုတာကိုအောင်ရှိသေးလို့စိတ်မကောင်းတာကတစ်မျိုးမဖွေးဝါကိုကြောက်ကြတာကတစ်မျိုးနဲ့တရွာလုံးငိုင်ပြီးခက်တက်တဲ့ကြီးကိုဖြစ်သွားတာအဗျတာတွေတို့လိုလူငယ်ပိုင်းတွေကတော့အဲလေကမ်းမှာဝါအလောင်းစင်နဲ့ပြင်ထားတဲ့ကိုအောင်ရှိအလောင်းကြီးကိုထိုင်ပြီးကြည့်နေလို့ကိစ္စကပြီးမှမဟုတ်ဘူးလေဗျာလက်သမားခေါ်ရမယ်ပြင်ဖို့ဝယ်ရမယ်ပြင်ဖို့ဆိုတာအကောင့်ဆက်တဲ့ပြင်ကိုခေါ်တာလေဗျာ နေချင်းချမဲ့အာတုဘဆိုရင်အခေါင်းကိုပုံမှန်ဆက်လို့ရပါမယ်။ရက်ထားမဲ့အာတုဘဆိုရင်ရွာအပြင်ထုတ်ထားရမှာဆိုတော့အခေါင်းကိုခံအောင်လုံအောင်ဆက်ရမယ်ပေါ့ဗျာ။ပြီးတော့ရက်ထားမဲ့ဆိုရင်ရွာအပြင်မှာလေးတန်စင်ထိုးရမယ်။ယာယီမှုမိုးရမယ်ပေါ့ဗျာ။ကိုအောင်ရှိတို့မိသားစုကကိုအောင်ရှိအာတုဘကိုတုံးရထားဖို့ပြောတယ်ဗျာ။ဒီတော့ရွာအပြင်မှာထုတ်ထားရမှာပေါ့ဗျာ။ကျို့တို့အညာဒေသကပူတော့ ရွာထဲမှာထားရင်အနမ်းအသက်တွေထွက်မှာစိုးလို့ရွာပြင်ထုတ်ရတာပေါ့ဗျာရွာရှိပိုင်းကလက်သမားဆရာဦးလာကြီးကိုကြုတ်ပဲသွားခေါ်လာတာဗျာပြီးတော့တေရောင်းတဲ့ဘုံမောင်တေးရဲ့တစ်ဆိုင်မှာပြင်ဖို့တခါတည်းဝင်ဝဲကြတယ်ရွာကကာလာသားတွေကရွှေဘော်ကုန်းကိုထန်းတဲ့လူကထန်းပြင်ဖို့ထန်းတဲ့လူကထန်းနဲ့ဝိုင်းလို့ကြပါတယ်ဗျာပြင်ချက်တွေဖြတ်တော့မယ်ဆိုတော့လက်သမားဆရာဦးကြည်လာကကြုတ်ကိုပြောတယ်ဗျာကဲတာတေးကြီးပြင်တွေဖြတ်ရအောင်အလောင်းတွေတောက်တိုင်းကွာ ကျုပ်ကပေကျူးယူပြီးတော့အလောင်းစင်ပေါ်ကဆန်းဆန်းကြီးတောင်းနေတဲ့ကိုအောင်ရှိရဲ့အလောင်းကိုပေကျူးတိုင်းနေရဲ့ဗျ။ငါးပေခွန်းနဲ့လက်မပြီးတော့ပကုံးစွန်းနှစ်ဖက်ကိုတိုင်းနေ။ကျုံတိုင်းထားတဲ့အတိုင်းဒါတွေကိုဥကြည်လာကိုပြောလိုက်တယ်။ဥကြည်လာကအကောင်းဆက်နေကြလက်သမားဆိုတော့အတိုင်းဒါကိုခမန်းတယ်။တောင်းရထားမှာဆိုတော့အကောင်းကိုဘယ်လောက်လို့ရမယ်ဆိုတာသူသိရဲ့ဗျ။ကျုပ်တို့လူငယ်တွေကဥကြည်လာကိုဝမ်းပြီးရှေးပေါ်ထိုးပေးလွှတ်ဖြတ်ပေးလှုပ်ပေးကြတာပေါ့ဗျာ။ အကောင့်တစ်လုံးကိုတည်တည်ရှာရှာစစ်တော့လဲအကြာသာဗျတမန်နဲ့ကုံရဆိုပါတော့ဗျခေါင်းဆက်ပြီးပြီဆိုတော့အလောင်းကိုခေါင်းသွင်းဖို့လုံးကြရတာပေါ့လေကျွတ်တုဆက်ထားတဲ့အကောင့်ကိုမှပြီးအိမ်မကိုယူလာကြတာပေါ့ကိုအောင်ရှိရဲ့အလောင်းမေးမှာအကောင့်ကိုရှင်ပြီးရှာလိုက်ရယ်မောင်လေးအောင်ရှိအစိုးကြီးခွဲသားပါရောလားကိုအောင်ရှိတို့ကမောင်နှမသုံးယောက်ရှိရယ်ဗျအမတယောက်ညီတယောက်ရှိရယ်သူ့ညီကကိုအောင်တစ်လေသူ့အမကမဆိုင်နေဗျာ ကိုအောင်ရှိအမက အခေါင်းတန်းငန်ဒီမှာအောင်ကိုတော့ကိုအောင်ရှိရဲ့မိလင်းကိုသူတို့အဆွေရင်မျိုးတွေကိုအောင်ရှိကိုခင်တဲ့ရွာတွေကလူတွေငိုရတာကြွကြွကိုညံနေကြပါပဲဗျာသူတို့တွေအားရအောင်ငိုပါစီဆိုပြီးသူတို့လူငယ်တွေကကိုအောင်ရှိကိုအခေါင်းမတင်သေးပဲထားရသေးတာဗျို့အလုံးငိုတန်းတွေနည်းနည်းဆဲသွားတော့မှကဲတာတီတို့လောက်ကြတော့အခေါင်းတင်းတော့ဘူးညီလေးကအရှိကန်းလူကြီးဝိုင်းကနေလမ်းပြောနေရဗျာဒီမှာရင်ကျုပ်တို့လူငယ်တွေ ကိုအောင်ရှိအလောင်းကိုဝိုင်းမှပြီးအကောင်းသွင်းကြတာပေါ့ဗျာဟာကျုပ်အော်ပြီးပါဇက်ကအွန်လိုင်းမိတာဗျာဟေးဘယ်လိုဖြစ်ကြလို့ရောတတေးဒါဘယ်လိုဖြစ်တာရောနင်းအတိုင်းမသားလားကျွစီကျစီနဲ့အတန်နေဖြစ်သွားရောပြုတ်ဟေးဘယ်လိုဖြစ်ကြလို့ရောတတေးဘာဖြစ်တော့ဘုန်းကြီးလေးတို့လူကြီးဝိုင်းကလက်မိတ်ကြပြီဗျို့အကောင်းသွင်းလို့မရဘူးဗျခြေတော့ထွက်နေတယ်အတိုင်းမသားပြီတင်နေကျုပ်ပြောတာမဟုတ်ဘူးဗျလူကျော်ပြောလိုက်တာ ဟာဘသူတိုင်းတာရောတတိရှေရှာတိုင်းမဘောကွာဒါမျိုးကလွဲလို့မရဘူးလေကျုပ်တိုင်းတာပါဘိုးရဲ့မှမားပါဘူးကျုပ်ကဘုန်းကြီးလေးကိုလမ်းပြောတယ်ဒါဆိုရင်ကြည်လာကောင်းမြတ်ဖြတ်တာမှားသလားမှမသိတာဟာကျုပ်လည်းမမားပါဘူးဘိုးရဲ့တာဒီတိုင်းတာငါဘိခွနလမ်းမဆိုလို့ကျုပ်ကရှောက်ပြေပြေဆက်ထားတာပါအကောင်းကိုတိုင်းကြီးလိုက်လေဦးကြည်လာပြောလို့ကျုပ်တို့ကကိုအောင်ရှိရဲ့အလောင်းကိုအလောင်းစင်ပေါ်ပြန်တင်ပြီး ခေါင်းကိုတိုင်းကြည့်ရဲ့အခေါင်းကိုဦးကြည်လာဆက်ထားတာရှောက်ပြီးအတီးပဲဗျဒါဆိုရင်အလောင်းကိုပြန်တိုင်းစမ်းကွာဘုန်းကြီးလေးကစိတ်တူတဲ့အတန်းနဲ့ကျုပ်တို့ကိုလမ်းပြောတာဗျကျုပ်ကိုယ်တိုင်အလောင်းကိုတိုင်းလိုက်တယ်ဟာဟင်ဘာပြောလို့ရုံးတာတေးကျုပ်ကိုဝမ်းမိကြတာဗျအလောင်းကရှောက်ဝေခွဲတော်ရှိနေတယ်ဗျဟာဒါဆိုရင်မင်းတိုင်းတော့မားတာပေါ့ဟာမမပါဘူးဘိုးရဲ့ စောစောကကြုံတိုင်းတာ9ပြည့်ခုနှစ်လတ်မှာပါအဖိုးစဉ်းစားကြည့်လေဗျာကိုအောင်ရှင်းရဲ့ရက်ကရှောက်ပေခွေရှိပါမလားဟေးဟုတ်သားပဲအောင်ရှင်းမပြောနဲ့ဒီတိုင်းမီတပြီလုံးမှာတော့အရေးရှောက်ပေခွေရှိတဲ့လူတယောက်မှမရှိဘူးဒါဆိုဘလို့ဖြစ်တာရောကိုအောင်ရှင်းရဲ့ညီကိုအောင်တစ်ကဝင်ပြီးမိတယ်ဗျအလောင်းရှည်ထွက်လာတာဗျဘာကွာအလောင်းကဘလို့လုပ်ပြီးရှည်လာတာတော့ ကိုအောင်သိကနားမလဲတော့လို့ထပ်မေးတာပေါ့ဗျာတကူတော့ထူးနေရဲ့ကိုအောင်သိရဲ့ကျောက်ကပြောလိုက်တော့လူကျော်ကပြောတယ်ဗျာဒါဆိုရင်အကောင့်တလုံးထက်ဆက်ကြတာပေါ့ဗျာဟာဟေ့ကောင်လူကျော်ဘာနားမလဲညာနားမလဲနဲ့ဘာတွေပြောတာရောအကောင့်ဆိုတာတက်ဆက်လို့မရဘူးကွာအကောင့်တက်ဆက်ရင်ရွာထဲမှာအတုပတွေတန်းစီသွားလိမ့်မယ်ဟာဟုတ်လားဗျကျောက်ကမသိလို့ပါဗျာအားလုံးတရားမျက်နှာတရားကြည့်ပြီးဘာလို့ရမှန်းမသိကြတော့ဘူးပေါ့ဗျာ တချို့ကတော့ကြောက်ကုန်ကြတာပေါ့ဗျာဒါဆိုရင်တော့ဖြာနေပြီလေပြီးချားရတော့မှာပေါ့ဗျာကျုပ်တငယ်ချင်းဒိုလာကဝင်ပြောတာဗျဘာကွာဒိုလာငါ့အကူကဖြာနေပက်ပြီးအတုပချားရမယ်စားလားကွာမစင်းစားလည်းပြောပါအောင်ဒိုလာရကိုအောင်ရှိရင်ညီကိုအောင်တက်ကဝင်ပြောတာဗျစိတ်ဆူရတဲ့အတန်းနဲ့ပြောတာဗျတယောက်တစ်ပေါက်တွေဖြစ်ကုန်တာပေါ့ဗျာကျုပ်တို့လည်းဘာလို့ရမယ်မသိလူကြီးတွေလည်းဘာလို့ရမယ်မသိအောင်ဖြစ်ကုန်တော့တာဗျကျုပ်ကဘာမှဝင်မပြောပဲ ကိုအောင်ရှိအလောင်းကိုကြည့်ပြီးစဉ်းစားနေတာဗျအလောင်းကကြည့်နေတော့ကျုပ်စီထဲမှာတန်တရာနည်းနည်းဝင်လာတယ်ဗျအလောင်းကစောစောကားတက်ပို့ပြီးရှင်နေတယ်လို့ထင်လို့ပေကျူးကိုကြပြကြရယူပြီးကိုအောင်ရှိအလောင်းကိုထပ်တိုင်းလိုက်တယ်ဟာကျုပ်ပါဇက်ကရောင်ပြီးအွန်လိုင်းမိကြဗျတာဒေးဘာဖြစ်လို့ရောကွာဘုန်းကြီးလေးကကျုပ်ကိုလှမ်းကြည့်ပြီးမေးတယ်ဗျအဖိုးဘာမှပြောမနေနဲ့အခုချက်ချင်းအတုပါရှာမှာဖြစ်တော့မယ်ဘာဖြစ်လို့ရောတာဒေးကအလောင်းကခုနှစ်ပေဖြစ်နေပြီ။ တော်တော်ကြာရင်စင်ပြီလောက်ဖြစ်သွားလိမ့်မယ်။ဟာဒီတော့မှအကုန်လုံးလန့်ကုန်ကြတာပေါ့ဗျာ။တကူကူတော့ဖြစ်ပြီဆိုတာအားလုံးသဘောပေါက်သွားပြီပေါ့ဗျာ။ဟေးကျေးဇူးမြန်မြန်သွားယူ။ဘာဘူးလုံးချာကြစမ်း။ရွာတွေကလူတွေမြန်မြန်စုဟေး။ကျင်းနှုမဲလူတွေကျုပ်ပြည့်လွတ်လိုက်စမ်း။စောစောကငါပြောတဲ့တနောင်းမရအောင်နားမှာဒူကိုင်းလိုက်။ဘုန်းကြီးလေးကမတ်တက်ရပြီးပစုတ်တော်တော်ဝတ်တော်တာပဲဗျို့။အားလုံးရုံရုံရုံတွေဖြစ်ကုန်ပြီပေါ့ဗျာ။ အလောင်းသားမှာကပ်နေတဲ့လူတွေလည်းထပြီးပြေးကြပြီဗျို့ကျို့တို့ရွာသားတွေကညီကြပါပြီရဲ့နိုင်ဦးရဲ့အတွင်းမှာကျို့တို့ကိုအောင်ချစ်အတူပါကိုရှာနိုင်နေရဲ့ဗျဒါပေမဲ့တခါမှမမြင်ဘူးတဲ့ပုံစံကြီးနဲ့ပေါ့ဗျာကြီးစီကရဝဲပြီးတော့ကိုအောင်ချစ်အလောင်းတော်ကသူ့အတွက်ဆက်ထားတဲ့အကောင်းကွန်ကြီးဗျကျို့တို့တနောင်းကုန်းတင်းချမ်းကိုရောက်တော့ပြင်းချင်းထူတဲ့လူတွေကဒူးဆောင်ပြင်းနေကြပြီတော်သေးတာပေါ့ဗျာအိမ်မှာပဲဖုန်ကြီးပင်ပြီးတရဏဂုံတင်လာခဲ့ပြီလို့ပေါ့ဟေး ကျင်းတို့တဲ့လူကြော်တို့အဖွဲ့မင်းတို့ချင်းကဘယ်နှပေတူးထားတာရောဘုန်းကြီးလေးကမေးတာဗျလူကြော်ကလက်ထဲကပေါ်လူကိုထနောင်းမကြီးမှာမိထောင်လိုက်ပြီးတော့ပြောတယ်ဗျအချင်းခုနှစ်ပေလေးဖိုးရဲ့အေး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 ကဲတာတေးအချင်းမစွန်းနဲ့တော့တခါလဲတကြိုးတော့ငိုတန်နေထွက်လာပြီပေါ့ဗျာမြေမြုပ်တော်မှာကိုအလောင်းကဖြာနေတာပတ်လာပေမဲ့ရှစ်တောက်တွေကအပြင်ကိုထွက်လို့ပေါ့ဗျာအရက်ခုနှစ်ပေကိုဖြာကဘယ်လုံးနိုင်ပါမလဲ။ အားလုံးဝိုင်းပါပြီးအလောင်းကိုမြေးကြတယ်။ဟာကျုပ်ပါဇက်ကရောင်ပြီးအောင်မိတာဗျို။ဒါဒီဘာဖြစ်ပြန်ပြီတော့။ကိုအောင်တစ်ကစိုးရင်တဲ့ပုံစံနဲ့ကျုပ်ကိုမေးပြီးဗျို။ကိုအောင်တစ်ရေအလောင်းကကျင်းနဲ့မဆန့်ဘူးဗျ။ခြေထောက်ထဲလိုမရဘူးဖြစ်နေတယ်။ကဲလူကျော်ရေအလောင်းကိုဘေးကျင်းမှာပဲရှာထားလိုက်တော့ကွာ။ကျုပ်လက်ထင်မှာပါလာတဲ့ပေကျုပ်ကနေအလောင်းကိုထတ်တိုင်းကြည့်ရဲ။ဘိုးကြီးအလောင်းကရှစ်ပေတောင်ရှိနေပြီဗျ။ဟာ ားသူပါပို့တဲ့သူတွေအလုံးအံ့ဩကြပြီပေါ့ဗျာဘုန်းကြီးလေးကကျုပ်ကိုသူ့နားခေါ်ပြီးမေးတယ်ဗျတဒီမင်းကအတွေ့အကြုံရှိတဲ့လူပဲကွာဒါဘလို့ဖြစ်တာလို့မင်းတင်တယ်လဲကျုပ်သေးသေးချာချာတွေးပြီးသားပါဗျာဒါမဖိုးကမကြည်နဲ့တာဗျအဖိုးမဖိုးကကိုအမဲသားတုံးမိတာကျွေးမယ်လို့ကိုအောင်ရှင်းမသေးခင်ကပြောခဲ့တာကျုပ်ကိုတက်တယ်ထားပြီးပြောသွားတာဗျဟေးဒါဆိုရင်ဘလို့လုပ်မှာရောဒါဒီဘုံမုံကောင်ကိုလူလွတ်လိုက် ဘမေဘောင်နောက်ပိုင်းကကြော်တင်ရုပ်စီမှာစွန်သားရတယ်ကွာဟုတ်လားကဲအောင်တဲ့ငွေထုတ်ပေးလိုက်တယောက်မြင်မြင်လွတ်လိုက်စမ်းကျုပ်တို့ရွာသားတွေကိုပြန်လွတ်လိုက်ရတယ်ကိုအောင်ရှိအလောင်းကြီးကတော့ဖြာချင်းနဲ့ပတ်ပြီးညချင်းပေးမှာဒီတန်းကြီးပေါ့ဗျာမောင်လာတော့ရွာကအောင်းလွန်းတက်မီတလုံးလာထွန်းပေးတယ်တော်သေးတာပေါ့ဗျာအမင်းသားသမီးဒါရလာတယ်ရွာမှာအချင်းဆက်ကြပြုတ်ကြတယ်ဗျာသမင်းကတပီချက်ညာကိုနိုင်တို့တော့အမေသားရင်နူးဤနေပြီ ဒေါ်လာတို့အဖွဲကထမင်းနောက်ထန်လာတယ်။ကျုပ်ကဖုန်းကြီးရဲ့မေတော်ကြီးကိုဖုတ်ထုတ်တော့ကဆရာကျော်လုတ်ကင်သွားတာတွေ့လို့မှတ်မိနေတော့အဲ့ဒီတိုင်းလိုက်ပြီးလောက်ရတာပေါ့ဗျာ။ကုကြီးတလုံးပေါ်မှာမပြောပါခင်ပြီးထမင်းပုံရတယ်။ပြီးတော့အပေါ်ကအမဲသားသုံးမိသားကိုအကုန်လောင်းထည့်လိုက်တယ်။ဆရာကျော်လုတ်တယ်လို့ကျုပ်ကမဖိုးပါကိုပင်လိုက်တယ်။မှလမကန်းကကျုပ်ကစောင့်ကြည့်နေတယ်။ဟာထမင်းတွေရောဟင်းတွေရောပြက်ကနေပြက်ကနေကုန်သွားတာဗျို့။မဖဲဝါ ွန်အောင်ရှိရဲ့မလိန်မာမှုအတွက်ကျုပ်ကတောင်းပန်ပါတယ်ဗျာ။ထဏောင်းကုန်းရသားတွေကိုစားကျုပ်ကတောင်းပန်ပါတယ်။ကွန်အောင်ရှိကတိပေးထားခဲ့တဲ့အတိုင်းအမဲသားသုံးမိသားနဲ့သမင်းတပြည့်ချက်ကိုပင့်ဖိတ်ကျူးမိတာပါဗျာ။ပျော်ပျော်ပါပါစားတော့ပါ။ပြီးရင်ကွန်အောင်ရှိရဲ့အလောင်းကိုကျုပ်တို့တကြွဝင်းပြူပါဗျာ။မဖိုးကပိုင်းတဲ့ဟော်ဒီမီမှာတကြွဝင်းပြူပါ။ဟာအမေသားသုံးမိသားရောထမင်းတွေရောအားလုံးပြောက်သွားပြီဗျို့ကဲဖြော်လိုက်ကြည့်ဖြေလိုက်စမ်းဗျာ ျုပ်ပေပြန်တန်းကြည့်စမ်းမယ်။ထဏောင်းဝန်ရသားတွေကအလောင်းကိုပတ်ထားတဲ့ဖြားလေးကိုဖြီးပေးကြတယ်။ကျုပ်ကပေတန်းကြည့်တော့အောင်းလိုက်တာဗျာ။ဟာငါးပေခုနလားမားဗျာ။ပုံမှန်တိုင်းပြန်ဖြစ်နေပြီဗျ။ဒါဆိုရင်အခေါင်းသွင်းလို့ရပြီဗျာ။ကျုပ်တို့ယူလာတဲ့အခေါင်းလေးကိုကွန်ရှစ်အလောင်းထည့်လိုက်တယ်။ရှောင်ရှောင်ရှိရှိပါပဲဗျာ။အခေါင်းကိုအဖုံဖုံပြီးတန်ရိုက်ပိတ်လိုက်တယ်။ပြီးတော့အလောင်းကိုမြေရှားလိုက်တယ်။ကိစ္စအောင်လုံးပြီးသွားတော့ည7နာရီတောင်ထိုးပြီဗျာ။ ဒီတော့မှကိုအောင်ရှင်ကြီးကိုအောင်သေးရောသူ့မိသားစုတွေရောစင်မင်းကြီးကိုမောင်နှမတွေကစိတ်ကြည်နှက်သွားတာပေါ့ဗျာအဲဒီညကတော့တာတီတို့လူငယ်တွေညတန်ကောင်မှရေရှုကြရတာဗျကျုပ်တသက်တော့ဘယ်တော့မှမမေ့နိုင်နဲ့မိ쇠ကြီးဖဲသမားကိုအောင်ရှင်ရဲ့အာတုပါပေါ့ဗျာဇလန်းလေးကတော့ဒီလောက်ပါပဲခင်ဗျာပရာလောကဇလန်းတွေကိုနေ့စဉ်မပြတ်နားဆင်နိုင်ဖို့ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်သားပေးပါအောင်ခင်ဗျာလူချင်းမင်းတို့နားဆင်ခြင်းနဲ့ပရာလောကဇလန်းတွေကိုလည်းကွန်မန့်မှာယူသွားပေးနိုင်ပါတယ်ခင်ဗျာ 兄弟，伢佬买嘞，都比较新鲜，我借助图片就明白了，怎么样？